ပရမန်ဆုံးတရေလူပုံနေတဲ့ဝက်လက်ရှိကျေးရွာများကိုစစ်တပ်က အသေးခံ drone အပါအဝင်ဝိုင်းတွဲလေးရင်ဖြင့်နေစဉ်ပုံချင်းလူခုနှစ်ဦးထိခိုက်ဒဏ်ရာရပြီးပြည်သူများခွဲပြေးတိမ်းရှောင်နေရဆိုတဲ့ကိုတင်ဆက်ပေးပါဘူး။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကအသေးခံ drone အပါအဝင်ဝိုင်းတွဲလေးရင်ဖြင့်၃ရက်ဆက်တိုက်ပုံချဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရပြီးပြည်သူများခွဲပြေးနေရကြောင်းဝေဦးအောင်ဝဲအခွက်ထုတ်ပြန်ကြတဲ့ ဝက်လက် information နဲ့ network မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အော်တိုဘလာ29ရက်နေ့မိုးလွယ်တနားရီ40မိနစ်ခန့်အချိန်ဝက်လက်မြို့နယ်စိုင်းနိုင်လေးကျေးရွာအနီးရွှေဘုံမြို့မှာစစ်တပ်ကအသေးခံ drone တစ်စီးဖြင့်ပြည်သူများကိုတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ပောက်ခွဲတိုက်ခိုက်မှုများတွင်ပြည်သူများထိခိုက်မှုရှိကြောင်းလာရူအော်တိုဗလာ26ရက်နေ့နနက်9:45မိနစ်ခန့်အချိန်ကဝက်လက်မြို့နယ်အနောက်ရှမ်းဝက်လက်ရွာသားကြီးလမ်းပိုက်ကိုအကြမ်းဖက်စစ်တပ်ရဲ့တရာဦးလေတပ်မှတက်လာတဲ့ 外国利益的这个从绿色过路建设大概个叫第十一样的，咱们现在也碰见大概某种，比如可能有体改太阳也是个比，乌干古碰上体面的阿文多叫。အဲ့ဒါအန်ဒီဆိုရင်ရတော့လက်ရှိအချိန်မှာဝက်လက်ရွာသားကြီးလမ်းပိုင်းမှာပြည်သူများမှာဘေးလွတ်ရခပြီးတိမ်းချောင်ရတော့ပြည်ရှိရပါလေ။အော်တိုဘတ်25ရက်နေ့ကလည်းကျမစစ်တပ်ရဲ့ကဒါဝုဒေတမတက်လာတဲ့ဝိုင်တွဲလေရင်တစည်းကဝက်လက်မျိုးနဲ့နောက်ဆန်းရှိကြေးရွာနဲ့ဘုံ35လို့ကျေချတဲ့ခက်ခက်ကြောင့်တိုက်ခိုင်းမှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။စစ်ခွေးတွေကအော်တိုဘလ26ရက်နေ့ကနေရင်နဲ့ပုံကျဲတာပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရတယ်။တဦးကဦးကောင်းကိုဘုံကထိမှန်ဒဏ်ရာရှင်တွေကစိုးရင်ရဒဏ်ရာရှင်တွေကစိုးရင်ရကြွာတာကြီးပါကိုစစ်ခွေးတွေကလေးချောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုံးနေလို့အနီးနားကရွာတွေကပြည်သူတွေကပါငါလုံးကျုပ်ဘေးလို့ရောက်ကိုပြေးနေရတယ်လို့ wallet information နဲ့ network မှာတာဝန်ရှိသူကပြောဆိုပါတယ်။အကြံပေးစစ်တပ်က wallet မျိုးနဲ့ရွာသားရေးအပါဝအနေနာရှိကြေးရပါများဖို့အော်တိုဘလာ73ရက်နေ့ကစတင်ပြီးလေရင်စက်တက်လေထင်းများဖြင့်စက်တိုက်ဘုံကျဲထိုက်ခိုက်နေခြင်းဖြစ်ပါအကြံမဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးဒဏ်ရာရရှိခဲ့ပြီးတမန်တာကြေးရွာစာတင်ချောင်းနဲ့ထိခိုက်ပျက်စီးခဲ့ကြတဲ့ဒရင်ရရှိဗျာ နောက်ထပ်သတင်းတပုတ်အနေနဲ့ကမ္ဘာကိုဒုက္ခပေးနေတဲ့ကြားဖြန့်လိန်လယ်မှုလုပ်ငန်းများနဲ့စစ်တပ်ကပံ့ပိုးမှုတတ်သိခင်ရှားတဲ့အကွက်နိုင်ငံတကာအရေးယူရန် UNG တိုက်တွန်းကြားဖြန့်လုပ်သောနေသားတောင်းတက်များမှစစ်တပ်ရဲ့လက်အောက်မှာရှိနေဆိုတဲ့သတင်းကိုကယ်ဆယ်ပေးပါကမ္ဘာကိုဒုက္ခပေးနေတဲ့ကြားဖြန့်လိန်လယ်မှုလုပ်ငန်းများမှာ မြမအကြံဖတ်စစ်တဲ့ရဲ့တိုက်ရိုက်သုံးဖို့တွေ့ဝိုက်ပန့်မှုတက်တည်ထင်ရှားတဲ့အတွက်နိုင်ငံတကာအရေးကြီးတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းတောင်းဆိုထားပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းတကားပြောဆိုခြင်း 18ရက်2025အစီအစဉ်မှာမြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြော်ရေးဆိုပွင့်ရှိသူဦးခေါင်းနေလက်ကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတာမကအာစတီယန်အတိုင်းပိုင်းနဲ့ကမ္ဘာနိုင်ငံအတီးတီးမှပြည်သူများကိုဒုက္ခပေးနေတဲ့အွန်လိုင်းကြားဖြန့်လိမ်လည်မှုလုပ်ငန်းများနဲ့မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်များအကြာ ဆက်နွယ်မှုများရှိနေကြောင်းတရုတ်မီဒီယာများပဲပေါ်ပြနေတဲ့စစ်တပ်လက်အောက်ခံကူကန့်နယ်ကြားဆောင်တဲ့ခေါင်းဆောင်ဝေဆန်းရဲ့ထွက်ဆိုချက်များသို့စစ်အုပ်စုရဲ့ကာကွယ်မှုခွင့်ပြုချက်ရရှိခဲ့ပြီး online လိန်လယ်စင်တာများကိုကာကွယ်ရန်လိန်လယ်ရရှိတဲ့မျိုးရဲ့တစိုက်တစ်ပိုင်းကိုစစ်အုပ်စုကဖေးဆောင်ခဲ့ရကြောင်းထို့ကြောင့်စစ်တပ်ကဓာတ်ရိုက်သုံးပုံတွယ်ဝိုင်းပန့်ပိုးမှုရှိသောတပ်တွေထင်ရှားကြောင်း၎င်းကပြောဆိုပါလေတရုတ်မီဒီယာတွေမှာပေါ်ပြတဲ့ကိုကန့်နယ်ကြားဆောင်တဲ့ခေါင်းဆောင်ဝေဆန်းထွက်ဆိုချက်တွေမှာ စစ်အစုရဲ့ကာဝယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်း online လိမ်နေမှုစင်တာတို့ကိုကာဝယ်ဖို့အတွက်လိမ်နေရရှိတဲ့မွေတွေရဲ့စိတ်တပိုင်းကိုစစ်အစုကိုပေးဆောင်ခဲ့ရကြောင်းအတိတ်ပဲတက်ရောက်တဲ့အချက်အလက်တွေထွက်ဆိုထားတာကိုကြည့်ရင်အကြမ်းဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့တိုက်ရိုက်သုံးဖို့တွေ့ဝိုက်ပန့်ဖို့မရှိကြောင်းတပ်တွေတွေကထင်ရှားတဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကဒီရာဇဝတ်လောက်ရတဲ့ကိုရတတ်ဖို့စစ်အစုအဖို့ယခုတက်ပို့ပြီးပိတ်ဆို့အရေးယူဖို့တို့အကြောင်းတိုက်တွန်းပြောကြားလိုပါတယ်လို့ဥဖုံးနေလက်ကပြောဆိုပါတယ်ထို့ပြင်မြန်မာနိုင်ငံ င်ငံသားနဲ့ကမ္ဘောဒီးယားနိုင်ငံမှာလိမ့်လဲလူကုန်ကူးခံရမှုလိမ်ပိုင်းဆိုင်ရာမျက်ထုတ်ခံရမှုနဲ့ကြားဖြန့်လုပ်ငန်းများမှာကျူးလွန်ခံရနေကြောင်းအကူအညီတောင်းစားများလက်ခံရရှိထားကြောင်း NGO အနေဖြင့်နိုင်ငံဖြတ်ကျော်အုပ်စုခွဲမှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအခွဲကိုဖွဲ့စည်းဆောင်ရွက်ရရှိကြောင်း၎င်းကဆက်လက်ပြောဆို တဲ့မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံဗတ်ရှမ်းကိုလယ်ယူနေခံရပြီးလူရောင်းဝယ်ခံရမှုအတ္တမလုံအားပေးစေခိုင်းခံရမှုလိမ်မိုက်ဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာကျူးလွန်ခံရထောင်းတဲ့အကူအညီကယ်ဆယ်ပေးဖို့အကူအညီတောင်းစာပေးမှုရစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကစတိုက်လက်ခံရရှိနေတယ်လို့သိရှိရပါတယ် online ကခေါ်တဲ့အလုပ်2တွေကိုအထူးစီစစ်ပြီးမှအလုပ်သွားလုပ်ကြဖို့နဲ့ကြားဖြတ်နဲ့ပတ်သက်ပြီးအထူး3ရှိကြဖို့ကျွန်တော်တို့မြန်မာပြည်သူတွေကိုအထူး3ပေးပြောကြားလိုရတယ်မြန်မာနိုင်ငံအနှက်အထူးတပြည့်အကြံပေးစစ်တပ်ရဲ့လက်အောက်ခံနေကြားဆောင်တပ်တွေထိတ်ဆုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးအရှိဆိုင်ဖြစ်ပွားနေတဲ့ online ကြားဖြတ်လိမ်လည်မှုသုပ်ငန်းတွေအပါအဝင်လက်ဆက်ဖြတ်ကျော်ရာသွေးမှုခင်းတွေကိုနိုင်ငံတကာအတိုင်းအဝန်ဖြည့်ရှင်းဖို့ကြိုးပမ်းဆောင်ရွက်မှုတွေကိုမြို့သားညီညွတ်ရေးအစိုးရအနေဖြင့် တိမတ်ပြုရှိကျုဂုံပြုတယ်လို့ပူပေါင်းဆောင်ရွက်ဖို့လည်းအမြဲအသင့်ရှိကြောင်းပြောကြားလိုပါတယ်။မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်နိုင်ငံဖြတ်ကျော်အုပ်စုနဲ့ဥက္ကဲတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုကွက်မှုကင်တိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းကိုဆောင်ရွက်လျက်ရှိတယ်လို့ဥဖုံးနေလည်းကဆက်လက်ပြောဆိုပါတယ်။အချက်မဲ့စစ်တပ်ကအွန်လိုင်းချဖြန့်လိန်နေတဲ့လုပ်ငန်းတချို့ကိုငရောက်စီးနှင်းတရားအယောင်ပြဆောင်ရွက်နေပြီးစစ်တပ်ရဲ့လက်ကွက်ထဲမဝယ်မိကြရဲ့အရေးကြီးသော နေကြဆောင်တက်များမှာစစ်တပ်ရဲ့လက်အောက်ခံတပ်များဖြစ်သောကြောင့် online ကြားဖြင့်လုပ်ငန်းများရဲ့နောက်ကွယ်မှာစစ်ကောင်းဆောင်ထဲထဲဝုံဝပါဝပတ်သက်မှုရှိနေသူကိုတိမြင်ပြီးအဆိုပါအရင်မြစ်ကိုဖျက်နိုင်မှသာရှုံငိမ့်နိုင်ဖြစ်ကြောင့်၎င်းကတိပေးပြောဆိုပါများနောက်ဆုံးဒရင်တပုတ်အနေနဲ့စိတ်ဖြူမျိုးနဲ့တန်စလုံးစစ်တပ်ဂိတ်ကိုတိုက်ခိုက်မှု စစ်သားလေးဦးတေဆုံးပြီးတနက်တလက်နဲ့ခဲရံများတိမ့်စီရရှိတော်လန်ကြီးရဲဘော်တို့ကြဆုံးခရတဲ့တွင်ကိုတက်ဆက်ပေးပါမကွေတန်းပခုတ်ကခရစိတ်ဖြူမျိုးနဲ့တန်စလုံးစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရစစ်သားလေးဦးတေဆုံးပြီးလက်နဲ့တလက်နဲ့ခဲရံများတိမ့်စီရရှိခဲ့ကြပခုတ်ကခရအမတ်ဆက်ကိုတက်ရင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အော်တိုဘာလ29ရက်နေ့နနက်9:30မိနစ်ကစိတ်ဖြူမျိုးနဲ့ဝေးပင်ချောက်ကြီးရွာနဲ့တောင်ငယ်လုံးကြီးရွာကြားရှိတန်စလုံးအကြံဖက်စစ်တပ်စစ်စေးဂိတ်ကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ော့ဝင်ရောက်တိုက်ခိုက်ခဲ့ရစစ်သား၄ဦးသေဆုံးခဲ့ကြောင်းသိရှိရတယ်။အဲဒီနောက်မှာအကြမ်းဖက်စစ်သားများကိုကိုင်းဆောင်အုံပြုတဲ့ MA3 အမျိုးအစားတနက်တလက်ကြီပေါက်၃ပေါက်၅တမ၅ချောက်ကြီ130နဲ့အခြားစစ်သည်ပစ္စည်းများသိမ်းဆီးရရှိခဲ့ပြီးမကွေးတိုင်းပကဖရွေလျာစစ်ကြောင်းမှစစ်ကြောင်းမှုရဲဘော်စိတ်ဖြူပေါ့ရဲဘော်ဟိမင်းကမြင့်မြတ်စွာအသက်ပေးခဲ့ရကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူကရင်တရင်16နဲ့မကွေးတိုင်းပကပရွေလျာစစ်ကြောင်းတို့ဖူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် စိတ်ဖြူမျိုးနဲ့မှာစစ်တပ်ကရွေးကောက်ပွဲကျင်းပမယ်လို့ဆိုကမြို့ပေါ်လုံခြုံရေးတုံ့ပြန်သည့်အပြင်စိတ်ဖြူမျိုးနဲ့အတွင်းရှိကျေးရွာများသို့စစ်တောင်းထုံးများအရှိန်ဟုတ်မြင့်လာကြောင်းထုတ်သဖြင့်ကျေးရွာများကိုစစ်တောင်းထုံးများအတွင်ပြည်သူလူထုရဲ့နေရာကိုဖျက်ဆီးခြင်းလူရဲ့ရှင်နဲ့ပြည်သူများကိုဖျက်ဆီးခြင်းတပ်ဖြတ်ခြင်းများလုံဆောင်နေကြောင်းသိရှိရရွေးကောက်ပွဲလုပ်ဖို့နေငယ်ရှင်းလင်းဖို့ဆိုပြီးစစ်တောင်းထိုးတာတွေရှိတဲ့ပြည်သူလူထုတွေကတော့စစ်ကြောင်းထိုးလာရင်ပြေးစစ်ကြောင်းထွက်သွားရင်ပြန်ဝင်နေနဲ့ပြန်ဝင်နဲ့ပဲ တန်တရားလဲနေတယ်ရေကပွဲလှုပ်တယ်စိတ်ဖြူပန်းမှာတော့အောင်မြင်မှာမဟုတ်ကြတော့တေးကြလဲမြို့ပေါ်စစ်တပ်စုမှုထားတဲ့နေရာကတော့နေပေးပွဲလှုပ်လို့ရနိုင်ပါလေကြွားဘက်ကတော့ရေကပွဲမဖြစ်နိုင်တော့ဘူးလို့စိတ်ဖြူမြို့နဲ့အစ်တတော်လန်ကြီးကင်းတော်သူကပြောဆိုပါညာ